ကျွန်တော်တို့ဆိုင်မှာဘက်ထရီလာဝယ်တဲ့ကဘက်ထရီစစ်တဲ့က CC ဘယ်လောက်ရှိတယ်ဆိုပြီးတိုင်းတာပြီးပြောလို့ရှိပါတယ် CC ဆိုတာက core cranking ampere လို့ခေါ်ပါတယ်အေးဆုံးခြေနေမှာ engine နိုးနိုင်မှုအတွက်ဘက်ထရီကထုတ်ပေးနိုင်တဲ့အမြင့်ဆုံး current ကိုတိုင်းတာပေးတာဖြစ်ပါတယ်ဘက်ထရီတစ်လုံးမှာရှိတင်ရှိလိုက်တဲ့ CC မရှိတဲ့အခါဘာတွေဖြစ်တတ်လဲဆိုရင် aircon အသုံးမပြုနိုင်တာကာဆက်ရတကူမနိုးနိုင်တာရထားတာကြာရင်ကာဆက်နိုးတဲ့အချိန်မှာ အလွယ်တကူမနှိုးတာမျိုးတွေဖြစ်တတ်ပါတယ်အသုံးပြုမဲ့ကာဗွန်မှုတည်ပြီးဗထရီအမျိုးအစားကွာဟာသလိုဗထရီအမျိုးအစားလိုက်စီစီပမာဏတွေလည်းကွာခြားကြပါတယ် MBR တူတယ် Oxide တူတယ်ဒါပေမဲ့စီစီပမာဏမြင့်တဲ့ဗထရီအိုးကနှိမ့်တဲ့ဗထရီအိုးတွေပိုပြီးအသုံးခံပါတယ်အချို့ model မျိုးကားတွေအတွက်ဥပမာပြောရရင် step stop ကားတွေအတွက်အသုံးပြုရမယ့် battery အမျိုးအစားသည် EFB AGM ပေါ့နော်ဒီလို model မျိုး battery အမျိုးအစားတွေ ပဲသုံးရမှာဖြစ်ပေမဲ့တချို့ကစိုက်လဲတူတယ်အံပြားလဲတူတယ်ဆိုပြီးတော့အဆစ်အိုးကြောက်ကို အစာထိုးပြီးအသုံးပြုလို့ရှိပါတယ်။စသုံးကစားမှာမသိတာပြီးမဲ့6လလောက်ကြာပြီဆိုရင်တော့ဘက်ထရီရဲ့လုံဆောင်နိုင်ရွက်နဲ့ကွာဟာတာကိုသတိပြုမိကြပါလိမ့်မယ်။ကျိုးကလည်း site to mbr2 တုံထားတာဖြစ်တာအကြောင်းပေါ့နော်ဒါက မကောင်းတဲ့ဘက်ထရီကိုအသုံးပြုမိလို့လို့ထင်လေးရှိပါတယ်တကယ်တော့မဟုတ်ပါဘူးဘက်ထရီဘက်ထရီ acid အိုကြောင့်ကကောင်းတယ်ဆိုရင်တောင်မှ EFB အသုံးပြုရမယ့်နေရာမှာ model မြင့်ဘက်ထရီအသုံးပြုရနေရာမှာသူ့ကိုအသုံးပြုလိုက်တဲ့အခါ ambia လဲတူတယ် site လဲတူတယ်ဖြစ်တဲ့အတွက်ဘူလဲထုတ်ပေးနိုင်မိမယ်ကားရဲ့အသုံးပြုတဲ့လိုအပ်ချက်နဲ့မကိုက်နေတဲ့အခါဒီဘက်ထရီကမြင်မြင်ပေါ့နော် performance ကျလာတဲ့သဘောပါ လူဆောင်နိုင်ငံကြလာတဲ့သဘောဖြစ်ပါတယ်။အဲ့ဒီနေရာမှာဒီ EFB အသုံးပြုတဲ့နေရာမှာ EFB ဘက်ထရီတိုးဟာ၃နှစ်လောက်အသုံးခံနိုင်ပြီမြင် acid battery ဟာတော့၆လကျော်တာနဲ့ပြကောင်းပြနေနိုင်ပါတယ်။ဒါက battery မကောင်းတာမဟုတ်နဲ့ battery ရဲ့လုံဆောင်နိုင်တဲ့ကားရဲ့လိုအပ်ချက်နဲ့ဟွာနေရအကြောင်းဖြစ်ပါတယ်။ဒါကြောင့်ဒီ EFB တို့ AGM တို့လို့ ော်တယ်မြင့်ဘက်တရီတွေအသုံးပြုရမယ့်နေရာမှာ acid ဟိုရောက်တယ်အသုံးမပြုသင့်ပါဘူးလို့အကြံပေးပါရစေခင်ဗျာ